နိုင်ငံတကာအဆင့်မီစက်မှုလုပ်ငန်းသုံးစက်ပစ္စည်းတွေနဲ့ဆက်ဆက်ပစ္စည်းရာပေါင်းများစွာကိုပြသမဲ့တတိယကြိမ် Intermatch and Subco မြန်မာ2015ကိုစက်တင်ဘာလ24ရက်နေ့နဲ့25ရက်နေ့တို့မှာပြုလုပ်မယ်လို့သိရပါတယ်။ပြပွဲကိုအာဆီယံရဲ့နိုင်ငံတကာစက်မှုလုပ်ငန်းသုံးစက်ပစ္စည်းနဲ့တွဲဖက်ပစ္စည်းပြပွဲဖြစ်တဲ့ထိုင်းနိုင်ငံ Intermatch and Subco ရဲ့နောက်ဆက်တွဲအနေနဲ့ကျင်းပတာဖြစ်ပါတယ်။ ဒီပြပွဲမှာအသေးစားစီးပွားရေးလုပ်ငန်းရှင်တွေထုတ်လုပ်သူတွေနဲ့ကုန်သည်တွေအတွက်စီးပွားရေးချိတ်ဆက်မှုအစီအစဉ်လဲထည့်သွင်းထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံက operator တွေထုတ်လုပ်သူတွေနဲ့စီးပွားရေးလုပ်ငန်းကုန်ရဲချိတ်ဆက်တာတွေမိဖွဲ့ဆောင်ရွက်တာတွေပါပြုလုပ်နိုင်မှာဖြစ်ပါတယ်။ပြုလုပ်မဲ့ပွဲနဲ့ပတ်သက်ပြီးမြမဆမှုလုပ်ငန်းအသင်းချုပ်ကဒုတိယဥက္ကဋ္ဌဒေါက်တာဦးအောင်သိန်းကအခုလိုပြောပါတယ်ဒီပွဲမှာကျွန်တော်တို့ဒီနိုင်ငံတကာက စက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကုမ္ပဏီကြီးတွေလည်းလာပြတယ်ဆိုတော့ဒီ industry sector တွေနဲ့ကလည်းဆော့ပါတယ်တော်တော်များများအောင်လေအဲ့တော့ sub contracting နဲ့ပတ်သက်ရင်တော့အဓိကကတော့ကျွန်တော်တို့ industry ကြီးနှစ်ခုပေါ့နော်နံပါတ်၁ကတော့ automobile industry ဒီကားစိတ်ပိုင်းပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာရယ်နောက်တစ်ခုကတော့ fashion နဲ့ electronic နဲ့ပတ်သက်တာဆိုတော့ဒီ main industry နှစ်ခုအတွက်လိုအပ်တဲ့ ဒီဆက်ပစ္စည်းအစိတ်ပိုင်းတွေထုတ်လုပ်ပေးသွင်းနိုင်တဲ့ဒီလုပ်ငန်းတွေကိုဒါထိုင်းလုပ်ငန်းရှင်တွေနဲ့မြန်မာနိုင်ငံကိုလာရောက်เนาะဒါသူတို့လိုချင်တဲ့အစိတ်ပိုင်းတွေကိုထုတ်လုပ်ပေးနိုင်တော့မြန်မာနိုင်ငံမှာဒီဆက်မှုလုပ်ငန်းရှင်တွေဒါလာရောက်ပြီးတော့တွေ့ဆုံတဲ့ဒါ business matching လုပ်တဲ့အခွဲလေးပါပါမယ်လို့သိရပါတယ် အခုပြုလုပ်မယ် Intermatch and Circle မြန်မာ2015ပြပွဲမှာကမ္ဘာအဆင့်ကုန်ပစ္စည်း100ကျော်နဲ့နိုင်ငံရှင်းနိုင်ငံကစက်မှုလုပ်ငန်းသုံးစက်ပစ္စည်းကရိယာဒဇာဗလာနဲ့တွဲဖက်ပစ္စည်း300ကျော်ပြသမှာဖြစ်ပါတယ်။ဒါအပြင်လုပ်ငန်းပေါင်း100ကျော်ကထုတ်လုပ်တဲ့တက်တူပလတ်စတစ်နဲ့ရာဘာတို့ကထုတ်လုပ်တဲ့စက်ပစ္စည်းအစိပ်ပိုင်းပေါင်း600ကျော်ကိုလည်းပြသဖို့ရှိပါတယ်။